ည9:00နာရီနောက်ပိုင်းမှာ YBS ရင်ပြည့်စွတ်မှုတရားဝင်ရနာလိုက်တဲ့အတွက်အခက်အခဲဖြစ်ရတဲ့အိမ်ပြန်ခီးတဲ့တွေကို Pride အဖွဲ့တွေနဲ့ကားပိုင်ဆိုင်တဲ့စေနာဝန်ထမ်းပြည်သူတွေကအခမဲ့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဗျာမပြေရဘူး။ရစီရတယ်တရားတယ်။ရစီရတယ်လား။တော်တယ်လားဟိုဘိတ်တဲ့တောင်ဝတ်တဲ့လေဟိုတယောက်တယ်လားအဲ့ဒါဆိုရှင်းတယ်လေတို့လေသွားသွားသွားပါဘာကြီးလဲဟိုမှာတယောက်ကျန်တယ်တောင်ဝတ်တောင်ဝတ်ဟဲ့လားတောင်ဝတ် တော့ဘယ်လိုမေးတာလေးလိုက်တယ်မေးတာဘယ်လိုမေးလဲအဲ့ဒါတင်းတင်းကိုမကြည့်ဘူးအဲ့ဒါတင်းတင်းကိုလာနေတာအမေမတင်းတင်းအကောင်တင်းအမလီလိုက်ရသမားတက်ဒါဒီလိုတက်တော့မလာတက်ဒါဒီလိုလားတင်းတင်းကိုမရှိမှလည်းတယောက်သွားပြေးတယောက်သွားအရင်ကညဆက်နှာရီဝင်းညင်နောက်ထိကားပြေးဆွဲမှုရှိခဲ့ပေမဲ့ဒီနေ့စနစ်သက်ပြောင်းလဲလာမှုမှာတော့ည9နာရီနောက်ပိုင်း YBS line ကမရှိတဲ့အခက်အခဲကိုအိမ်ပြန်ခရီးသည်တွေကြုံတွေ့နေရတာလည်းဖြစ်ပါတယ် ကမာရော့လှဲတန်းကဒမုံဝင်စင်တာမှာအလုပ်လုပ်ကိုင်းနေသူမောင်အောင်မြတ်သူကတော့သူ့အနေနဲ့လိုင်းကားမရှိတော့တဲ့အတွက်တာဂီတာမြို့နယ်ကိုပြန်ဖို့အတော်အခက်ခဲဖြစ်နေရတဲ့အကြောင်းအခုလိုပြောပါတယ်။အင်းအင်းပြန်လို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့45တော့124လို့ပါလို့ဆူလေးကိုရောက်တယ်။ အဲဆူလီယာနေစင်ဒီပန်းစံလမ်းလျှောက်လာပြီးတရားငါတက်စီတက်လာတယ်။အင်းတော့ကားတွေက10နိုင်17နိုင်လောက်ပြီးရှိ17နိုင်ကျော်လာတာတော့မရှိဘူး။အိုကားမရှိကျွန်တော်တို့10နိုင်ခွန်းအင်ဂျင်မြောက်တယ်။လိုင်းကားမရှိဆိုကျွန်တော်အခုပရာဟိတကားတွေကသူတို့ကအခမဲ့လိုက်ပို့နေဆန်ပိုင်းလည်းမရှိဘူး။ဘုရားကြီးရေကားမဲ့လိုက်ပို့။ခါအဲ့လိုနောက်ကျရင်ကျွန်တော်တို့တိတ်ပြီးအဆင်မပြေဘူး။ကျွန်တော်မနက်ကျရင်လည်းထားစောကြီးထားပြီးတာဂီတာကလည်းလဲတန်းတီးအလုံးစောကြီးသွားတယ်။လောကကျွန်တော်ကျွန်တော်ခုနကြီးဆက်လာဆိုတော့ခုနကြီးဆက်လာတဲ့စာကို5ချက်ခံ။ ကျွန်တော်အစီအစဉ်တင်ပြပေးပါအခြေခံလူတန်းစားတွေအနေနဲ့ည9:00နာရီဝင်းကျင်မှာအလုပ်တင်ကြရတာဖြစ်လို့အိမ်ပြန်ခရီးကိုစုပေါင်းပြီးတစင်ငှားပြန်ကြသူတချို့လည်းရှိပါတယ်တချို့မြို့နယ်တွေမှာဆိုရင်လဲစေနာဝန်ထမ်းအဖွဲ့တွေနဲ့ကားပိုင်ဆိုင်သူပြည်သူတွေတစီရင်မောင်းတွေကအခမဲ့ပို့ဆောင်ပေးနေတာလည်းရှိပါတယ်မြစ်တာကန်းလဲပရဟိတလူငယ်အဖွဲ့ကကိုငင်းချန်းထွန်းရတော့ YBS ကားမရှိတော့တဲ့နောက်ပိုင်းဝန်ထမ်းချင်းချင်းကိုချင်းစာမိတာကြောင့် ပန်းစိုးရမ်းမှတ်တိုင်ကနေတာဂီတမျိုးနယ်ကိုခမဲ့ပို့ဆောင်ပေးနေတာလို့ပြောပါတယ်။ခမဲ့လုပ်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ကဟိုအဓိကတော့ကိုချင်းစာတာပေါ့။ကျွန်တော်လည်းဟိုလုံးဝန်ထမ်းနေပဲလေ။ကျွန်တော်လည်းဒီလိုပဲဂျုံစင်းကဒီလိုပဲပြန်နေပေါ့။ကျွန်တော်လည်းကာတူးစီရယ်။ကျွန်တော်ကကျွန်တော်အလုပ်ပြီးသွားတဲ့အချိန်ကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ။တက်နိုင်တော့ပါလေ။တက်နိုင်တော့ကိုစင်ပြေတော့လေးဟိုဖြစ်တော့အဲ့လို ကူညီတာပေါ့။ဒါအခုစပိုင်းကတော့ကျွန်တော်ကုမ္ပဏီတန်းကနေစပြီးဆိုတော့တော့အပြန်တာကြီးရတဲ့လာရင်လည်းလူရောဒီကနေပြန်နေတဲ့လူရောပေါ့။တော့အပြန်ပေါ့။တော့တက်နိုင်ဆုံးကျွန်တော်အဆင်ပြေဒီလိုပေါ့။အင်းတို့သာကူညီသွားမှာပါ။ WBS စေနာဝန်ထမ်းလူငယ်အဖွဲ့ကလည်းည9နာရီခွဲအထိကူညီပေးနေပြီးခီးသွွားပြည်သူတွေအနေနဲ့တောင်းဆိုလာပါကည12နာရီအထိလိုအပ်တဲ့နေရာတွေကိုအဆင်ပြေအောင်လာရောက်ကူညီပေးမယ်လို့အဖွဲ့ဝင်လူငယ်တူကပြောပါတယ်။